န်ဖောက်ဖြတ်တဲ့ YPS ရှင်များကို Traffic Control Center မှနီးပညာမြင့်တန်လီမတ်တင်စံမြောင်း CCTV Record များဖြင့်မှတ်တမ်းရှာယူပြီးအရေးယူနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှု Committee ဝိုင်းရတီစီကတည်ရောင်းပါထိန် YBS ခရီးတဲ့တိရမ9တန်းခန်းကိုရင်မောင်း4000ဦးခန်းကနေစဉ်ပို့ဆောင်ပေးနေပြီးစီကမ်းမဲ့မောင်းနှင်နေကြတဲ့အကြောင်းရင်းတွေကတော့ရင်မောင်းတွေဟာပုတ်ပြတ်စနစ်နဲ့ဒူးရံမောင်းနှင်ကြပြီးအခောက်ရေများများရလို့စိတ်နဲ့ကြောတက်မောင်းနှင်ချထားကြောတက်မရပါကခရီးတဲ့တွေဒါမှမဟုတ်ရင်မောင်းအချင်းချင်းမချေမငန့်ဆက်ဆံချထားခိုင်ရန်ဖြစ်ပွားချတာတွေဖြစ်လာကြတယ်လို့ဆိုပါတယ် ဒါကြောင့်ဝိုင်းရသီစီကစောင့်ချက်အရေးယူရတာတွေလှုံ့ဆောင်နေပြီး Traffic Control Center ကဒီပညာမြင့်တန်လီမှတ်တင်ဆက်တွေ CCTV Record တွေနဲ့မှတ်တမ်းရယူအရေးယူထားမူရဲ့ဆေးဝါးသုံးဆွဲမှုရှိမရှိထိုးကိုစစ်ဆေးပြီးတပ်သေးခိုင်နှုံစွာနဲ့စစ်ဆေးကြမှန်နေတယ်လို့ဝိုင်းရသီစီရဲ့ဒုတိယဥက္ကဋ္ဌဦးချေကိုကိုကပြောပါအထိတ် ဝိုင်းရတီစီကထုတ်ပေးထားတဲ့ YBS ရမောင်းနှင်ခွင့်ကလျှောက်ထားရမှာလဲရင်ကြီးမောင်းတင်တဲ့တက်ရောက်ပြီးသူတွေရန်တွေနဲ့မူရည်စေဝါကင်းစင်ချောင်းစစ်စဲမှုအောင်မြင်ပြီးမှသာမောင်းနှင်ခွင့်ပြုထားတယ်လို့သိရပါတယ် ဒါအပြင်လမ်းပေါ် YBS ရင်တွေအချင်းချင်းကြောတက်မောင်းနှင်ချထားလမ်းပြောင်းပြန်မောင်းနှင်ထားမီနီဖြတ်တန်းမောင်းနှင်ထားသတ်မှတ်ကီလိုထက်မောင်းနှင်ထားတို့ကိုဝိုင်းရတီစီကလုံးဝခွင့်လွန်မှာမဟုတ်သလို POS ကဖြတ်စနစ်ကိုပိတ်ထားတဲ့ရှင်းလိုင်းတွေကိုလည်းထီရောက်စွာစစ်စေးအရေးယူနေပြီလို့သိရပါတယ်ရှင်